ချစ်သူမိန်းမနဲ့စကားမများအောင်ဓာပိတ်ထားပါမစင်ညာမှာချစ်သူရှိတဲ့လူတွေမိန်းမရှိတဲ့လူတွေအရင်ကကိုပွားထားပြီးတော့ဖြတ်ထားတဲ့စာတွေပြန်မပေါ်လာအောင်ပိတ်ထားမှရမှာဖြစ်ပါတယ်โอเคဘယ်လိုပိတ်ရမလဲဆိုရင်တော့ကျွန်တော်တို့ရဲ့မစင်ညာကိုဝင်ရမယ်ပေါ့နော် ပြီးရင်တော့အပေါ်ကမြင်းချောင်းသုံးခုနေရာကိုနှိမ့်မယ်ဒီ setting လေးကိုနှိမ့်မယ်နည်းနည်းလေးဆွဲတင်လိုက်ရင်ကျွန်တော်တို့ဒီမှာ memory ဆိုတာလေးကိုတွေ့ပါလိမ့်မယ်ကိုယ့်ရဲ့ messenger မှာ memory ကဖွင့်နေမှာဆိုရင်ကျွန်တော်တို့အရင်ကရေးထားတဲ့စာတွေ ရေးပြီးသားဖြတ် ပြီးသားစာရီအမှတ်တမဲ့ပြန်ပေါ်လာတတ်ပါတယ်။ဖွင့်လိုက်အောင်လည်းပေါ်နေတာလားဆိုတော့မဟုတ်ဘူးကျွန်တော်စမ်းကြည့်ပြီးသားပြီပေါ့နော်ဖွင့်ကြည့်လိုက်တယ်ပေါ်လာလားလို့သတ်ရှာကြည့်တော့မပေါ်ဘူးအမှတ်တမဲ့တစ်ချိန်ချိန်မှာပေါ်လာတတ်တယ်ပေါ့နော်အဲ့ဒီအတွက်ကိုအရင်ကရေးထားတဲ့စာရီဓပုံတွေပေါ့နော်အဲ့ဒီစာရီဓပုံတွေပြတ်မပေါ်လာအောင်လို့ဒီ memory ကိုပိတ်ထားမှရမှာဖြစ်ပါတယ်။ဒီ memory ကတချို့ညီကိုတွေရဲ့အတိတ်မှာမပါသေးဘူးဆိုရင်တော့ပိတ်เสียမှာမလို့ပေါ့နော်အတိတ်မှာပါလာတဲ့ညီကိုတွေဆိုရင်တော့ပိတ်ထားရမှာဖြစ်ပါတယ်ဒါမှကိုချစ်သူ ကိုမိမောင်နော်ကိုသူမသိအောင်ပွားထားတဲ့ညီကိုတွေရှိရဲဆိုရင်တော့ဒါလေးကိုပိတ်ထားဖို့လိုအပ်ပါကြီးဟာအားလုံးပဲအဆင်ပြေကြပါ